မင်းသားဟင်းဝေရန်အနေနဲ့စိုးပြေတဲ့စဉ်နဲ့သာလက်ထပ်မယ်ဆိုရင်အိမ်အောင်ကွဲကင်းရှိရဲဆိုပြီးတော့ကြိုတင်ဟောကိန်းထုတ်လိုက်တဲ့ရန်ကုန်မြို့ကနမဲကြီးပေရင်စရာမဟင်းဝေရန်နဲ့စိုးပြေတဲ့စဉ်တို့ကတော့အရန်လိုက်ဖက်တဲ့စုံတွဲဆိုပြီးပြိတက်အများကလည်းသဘောတူနေကြပြီးယခုလက်ရှိမှာလည်းနှစ်ဦးသဘောတူလက်ထပ်ယူကြတော့မယ်ဆိုပြီးမီဒီယာတွေထက်မှသတင်းတွေကြဲကြဲပြန့်ပြန့်ထွက်နေတာပဲဖြစ်ပါတယ် ဒါပေမဲ့လည်းရန်ကုန်မြို့ကနာမည်ကြီးတားတော့ဗီဒင်ဆီယာမတဦးကတော့စိုးပြေတစဉ်ဟာအင်္ဂါသမီးဖြစ်တဲ့အတွက်အကယ်လို့များဟင်းဝေရဲနဲ့နှစ်ဦးလက်ထပ်လိုက်ပြီးဆိုတာနဲ့အိမ်အောင်ခွဲကိန်းရှိရဲဆိုပြီးပြောလာတာပဲဖြစ်ပါတယ် တကယ်တော့ဟင်းဝေရန်နဲ့ဆိုးပြေတဲ့ဇင်တို့နှစ်ယောက်ကိုပရိသတ်ကသဘောတူနေတာကြားပြီးဖြစ်ပေမဲ့ကာယကံရှင်နှစ်ဦးကတုတ်တုတ်မှမလှုပ်တာကြောင့်ပရိသတ်တွေကမယိုးမယွဖြစ်နေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမကြသေးခင်ကဟင်းဝေရန်ရဲ့ဖခင်မှသားဖြစ်သူဟင်းဝေရန်ကိုအားလုံးသဘောတူထင်ထားတဲ့သူနဲ့ပေးစားတော့မယ်ဆိုပြီးထုတ်ဖော်ပြောကြားလာတာပဲဖြစ်ပါတယ်။ကျမတို့မြန်မာလူမျိုးတွေဟာဘေးရင်နှက်ခတ်တွေကိုယုံကြည်ကြတဲ့အတွက်အခုလိုဟင်းဝေရန်နဲ့ဆိုးပြေတဲ့ဇင်တို့ရဲ့မင်္ဂလာပွဲကိုပရိသတ်အများစုကစိုးရိမ်နေကြတာပဲဖြစ်ပါတယ်။